ဒီနေ့ခေတ်မှာအောင်မြင်ဖို့အတွက် motivation ကရည်ကြီးတာစီကံကရည်ကြီးတာဆိုရင်တရားမှာ95ယောက်ကပြောမယ်စီကံကရည်ကြီးတယ် yes မှန်ပါတယ်စီကံကရည်ကြီးတယ်ဒါပေမဲ့ဒီ95ယောက်ကိုသွားပြီးတော့စီကံကောင်းဘယ်လိုတည်ဆောက်အောင်လဲရင်လို့မေးဖြေနိုင်တဲ့သူ2ယောက်မရှိဘူးရှားတယ်စီကံလိုအပ်တာတော့သိတယ်ဘယ်လိုတည်ဆောက်အောင်မသိဘူးဒီဗီဒီယိုမှာမိတ်ဆွေတို့စီကံကောင်းတည်ဆောက်နိုင်မဲ့နီလန်၄ခုကျွန်တော်မျှော်ပေးမယ်အဆုံးထိကြည့်ပေးပါအကျိုးရှိမယ်လို့ဆိုချင်ပါတယ်ပထမဆုံးတော့အချက်ဒီကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကို change လုပ်ခြင်း ပဝန်ကျင်ဆိုတာကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်စေစိတ်ပိုင်းဆိုင်ရာဖြစ်စေအချိန်နေသုံးနေတက်တဲ့အတိုင်းဝိုင်းကနေကျွန်တော်ဖယ်ကျင်ခိုင်းတာအိမ်ပြောင်းခိုင်းတာမဟုတ်ဘူးသိလားအဲ့တော့မိတ်ဆွေကလက်ချင်ကမလုပ်တဲ့သူတွေညနဲ့မှအိတ်တဲ့သူတွေဂိမ်းစောတဲ့သူတွေချက်တင်ရိုက်တဲ့သူတွေနဲ့များများပေါင်းတယ်ဒီ community မှာရှိနေတယ်ဆိုရင်ကျွန်တော်တို့လည်းမသိမသာကျွန်တော်တို့ရဲ့အပြုမူတွေကဒါတွေကလွှမ်းမိုးသွားတယ်အဲ့တော့ကျွန်တော်တို့ကဂျင်းသွားတာမျိုးကျမကြီးလိုက်စားတဲ့ Facebook secret group တွေထဲမှာလိုမျိုး ဲ့လိုမျိုးပေါ့နော်ကိုသွားခြင်းနဲ့ပန်းနိုင်ကိုရောက်နေတဲ့သူတွေကိုသွားခြင်းနဲ့ပန်းနိုင်ကိုနဲ့အတူတူသွားနိုင်တယ်ဆိုတော့သူတွေရဲ့ community တွေကိုကျွန်တော်ဝင်လို့ရတယ်အပြင်မှာသွားပြီးပေါင်းမှမဟုတ်ဘူးဒီနေ့ဖုန်းတစ်လုံးရှိရင် community အစုံထဲမှာကျွန်တော်ဝင်ရောက်ပြီးကျွန်တော်တို့ကိုကျွန်တော်တိုးတက်အောင်လုပ်လို့ရတယ်ဒုတိယတစ်ချက်သည်နှစ်မိနစ်လိုလူအများစုကလက်ကျင်ကဆိုအပြင်ကလုံနေမှာမလုံနိုင်မှာသွားတော့ဆိုအဲ့ဒီကျွန်တော်တို့ perfect ဖြစ်ခြင်းစိတ်ကကျွန်တော်တို့ရဲ့ပန်းနိုင်ကိုရောက်စေမယ့်အရာကိုဟန်တာနေတာဖြစ်တယ်။မိတ်ဆွေလုံးဝပါသည် အချင်းအစ်စ်တစ်ခုစားလို့နှစ်မိနစ်တွင်ပြီးအောင်လုပ်မယ်ဆိုပါစို့ကွာငါဂျင်သွားမလားမသိဘူးမသွားလားမသိဘူးအရင်ဂျင်အဝစားထားလေလိုက်အဲ့တန်ရှင်းလို့ကိုစဉ်းစားနေလို့ဆိုကိုသပွဲမှာရှိတဲ့ရေဘူးလေးတွေဖုန်းလေးတွေဘောပင်လေးတွေတေချာလုပ်လိုက်နှစ်မိနစ်တွင်ပြီးတော့ tax လေးတွေလုပ်ရင်ရနေပြီးတော့ကျွန်တော်တို့စားလို့ဖြစ်ရင်ဆက်လို့ဖြစ်သွားတယ်တတရားတစ်ချက်ဒီကိုကိုကိုတတ်မှတ်ထားတဲ့ identity ကို change လုပ်ဖို့လိုအပ်တယ်ငါအိမ်မက်တယ်လို့ငါအစားကြီးတယ်ငါလက်ချင်ကမလုပ်နိုင်ဘူးလို့ကိုကိုတွေးရတာစားရင် ကျွန်တော်ကဘာလုပ်မလဲဆိုရင် body transformation လုပ်ချင်တယ်ဆိုပါသူများဝိတ်ချချင်တယ်ဆိုရင်ဟုတ်ပြီငါကာဒီယိုကြောက်တယ်ငါအစားရှောင်တာကြောက်တယ်လို့တွေးရတဲ့ဆိုင်ငါအစားအသောက်ဂယူဆိုက်ပြီးကိုယ့်ကိုကိုယ့်ကျန်းမာရေးကိုဂယူဆိုက်တဲ့သူတယောက်ဆိုရဲအတွေ့ကိုယ့်ကိုပြောတဲ့စကားလူလူပြောတဲ့စကား visualization လို့ဒီမှာချညီထားလို့ရတယ်ကိုယ့်ကိုပုံဖို့အဓိကကဘာလဲဆိုကိုဖြစ်ချင်တဲ့ပန်းနိုင်ကို target ထားပြီးနောက်ဆုံးအချက်ကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်ပန်းနိုင်ကိုဥတီတဲ့အတွေ့အခေါ်ထက် လုံရက်ကိုဥတည်တဲ့အတွေးအခေါ်ကိုပြောင်းပြဖို့လိုပါတယ် body transformation ဘယ်နှလားအတွင်းဖြစ်ရမယ်ဆိုတာထက်လက်ရှိကျွန်တော်တို့ body transformation ဖြစ်သွားဖို့အတွက်စနစ်ကောင်းကျွန်တော်တို့ချမှတ်ထားမယ်တပတ်ကို လေ့ကျင့်ခန်း၄ရက်လုပ်မယ်အဲဒီကိုခြေလမ်းတောတောင်းရှောက်မယ်အရေးပေါ်ကအိမ်မယ်ဒီလိုစနစ်တွေကိုကျွန်တော်နေ့စဉ်အကောင့်ထဲပေါ်သွိုင်းပေါ်သွိုင်းနေပီဇာအချက်ကြီးတစ်ချက်တော့တကိုက်စီတကိုက်စီစားရင်နဲ့နောက်ဆုံးကျွန်တော်တို့ပန်းနိုင်ကိုရောက်သွားမှာဖြစ်တယ် ဒီပန်းနိုင်ကိုပဲတွေးပြီးအဲ့ဒါကြီးကိုဘယ်လိုသွားမလဲလို့ဖြက်လန်းစဉ်းစားနေတွေ့ခမရဲ့မသိစိတ်ကခမရကိုလမ်းလွဲစေလိမ့်မယ် Facebook ကခမရဲ့ point point ကိုကင်ထားတဲ့ဘယ်လိုခေါ်မလဲ marketing post တွေတချို့တော့ဂျင်း post တွေနဲ့ခမရလမ်းပြောက်သွားမှာဖြစ်တယ်အဲ့တော့ပန်းနိုင်ကို target ထားတာက process လို့ခေါ်တယ်ကျွန်တော်တို့လုံလုံလုံစင်စနစ်ကို target ထားတာကပိုကောင်းပါတယ်ဒီလေးချက်နဲ့မိတ်ဆွေစီကန်းတစ်ခုတိစောက်ကြည့်ပါကိုလိုချင်တဲ့ရလတ်တိုင်းကို အလွယ်တကူဖော်ဆောင်နိုင်မှာဖြစ်ပါတယ်တွေးစရာတစ်ခုရရင် yes တုံးမှန်ပြီပါအဲ့လိုစနစ်တွေကိုလေ့လာသင်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဇင်ဘာလပထမ အပတ်မှာဖွင့်မယ်၃ရက်တင်တဲ့ change your life with fitness ဆိုတဲ့သင်တန်းအလုပ်ရပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနိုင်ဦးပါ